တည်င်းနေနားထောင်တဲ့အခါကျတော့မှသခိုင်းတိုင်းနေပြီးတော့မန္တလေးတိုင်းတွေမှာတော်တော်ထိခိုက်သွားတယ်ဆိုတာတွေ့ရတယ်။နောက်ပြီးတော့ပုံနေတက်လာတော့လည်းတော်တော်ကို ဆိုးဆိုးဝါးဝါပျက်စီးတာတွေဘာတွေမြင်ရတော့တော်တော်လေးစိတ်မကောင်းဖြစ်ရပါတယ်ဆို။ရင်ထဲမှာကိုယ်တွေးတာမပါပေမဲ့လေလူသားတယောက်အနေနဲ့ဒီလူတွေဒီလိုဖြစ်ကြတယ်ဆိုသူတို့ကို ကိုချင်းစာမိပါတယ်။တချို့ပြိနေတဲ့လူတွေမျက်မျက်နှာလေးပဲထွက်နေတဲ့လူတွေ အဲ့ဒါကိုကယ်ဆယ်ရေးသမားတွေကယ်ဆယ်နေတဲ့ဟာတွေကိုကြည့်ပြီးတော့ကယ်ဆယ်ရေးသမားတွေကိုလည်းတော်တော်ပဲလေးစားမိပါတယ်ဆရာမင်္ဂလာပါရှင်မင်္ဂလာပါဟောဒီလောက်ဆရာမနာမည်လေးနဲ့ကလောင်နာမည်ကိုအားလေးဆက်ပြောပါရှင်နာမည်ကခင်ခင်ဥပါကလောင်နာမည်ကတက်တူနမုခမ်းပါစာမျိုးစားကတော့ပထမဆုံး1986မှာစရေးတာကကြပြာဖြစ်ပါတယ်ကြပြာရေးပြီးတော့မှဝတ္ထုတို့ရေးပါတယ်ပြီးတော့ဆောင်းပါးရေးပါတယ် နောက်ပြီးတော့ဂျမန်ဘာသာပြန်ဝတ္ထုတွေရေးပါတယ်ရှင်။အော်ငငယ်တော့ကတော့အချစ်ကြပြာရေးပါတယ်။နောက်ပြီးတော့ဟိုသင်္ခါရနဲ့ပတ်သက်တဲ့ဟာလေးလေးရေးခဲ့ပါတယ်။အခုနောက်ပိုင်းကျတော့ဘဝနဲ့ပတ်သက်တဲ့ကြပြာရေးပါတယ်ရှင်။တည်င်းနေနားထောင်တဲ့အခါကျတော့မှသခိုင်းတိုင်းနေပြီးတော့မန္တလေးတိုင်းနေမှာတော်တော်ထိခိုက်သွားတယ်ဆိုတာတွေ့ရတယ်။နောက်ပြီးတော့ပုံနေတက်လာတော့လေတော်တော်ကိုစိုးစိုးဝါးဝါး ပျက်စီးတာတွေဘာတွေမြင်ရတော့တော်တော်လေးစိတ်မကောင်းဖြစ်ရပါတယ်ရှင်ယင်ထဲမှာကို့သွေးသားမပါပေမဲ့လေလူသားတယောက်အနေနဲ့ဒီလူတွေဒီလိုဖြစ်ကြတယ်ဆိုသူတို့ကိုကိုချင်းစာမိပါတယ်တချို့ပြိနေတဲ့လူတွေမျက်မျက်နှာလေးပဲထွက်နေတဲ့လူတွေအဲ့ဒါကိုကဲဆဲရေးသမားတွေကဲဆဲနေတဲ့ဟာတွေကိုကြည့်ပြီးတော့ကဲဆဲရေးသမားတွေကိုလည်းတော်တော်ပဲလေးစားမိပါတယ်သူတို့လည်းဟိုသူတို့အသက်ကိုစွန့်ပြီးတော့အချိန်မြင့်ဒီဟာကြီးတွေမာတာဆလစ်ပြားကြီးတွေမာတာဟာ ထိခိုက်နိုင်ပါတယ်အဲ့တော့သူတို့ဟာတော်တော်လေးဟိုအားစိုက်ပြီးတော့လုံနေတာကိုလည်းတွေ့ရပါတယ်တချို့ကြတော့လည်းဟိုဗီလာကြီးပြိုတဲ့မှာပါသွားတဲ့လူတွေပါတယ်ဆိုလဲမိသားစုတွေဝန်းနေကြေကွဲကြတာနောက်ပြီးတော့ဟိုမိတ်ဆွေတငယ်ချင်းတွေပါနေတာအဲ့ဒါတွေပြီးတော့ကိုဟိုရင်းနှီးတဲ့လူပါပြီးတည်လာကိုလည်းစိတ်ထဲမှာလှမ်းပူမိတယ်ဗောတွေ့ပါစေတွေ့ပါစေဗောဟိုနောက်ပြီးတော့ အဲအတန်ကြားတယ်ဆိုတဲ့လူလဲအသက်ရှင်ရဲ့လွတ်မြောက်ပါစေဆိုတဲ့ဟာကိုစိတ်ထဲမှာအလိုလိုဆုတောင်းမိပါတယ်တော်တော်လေးစိတ်မကောင်းဖြစ်မိရဲ့အဲ့ဒီဟိုပြိုကျသွားတာဒီဗီဒီယိုတက်လာတာအစအဆုံးပဲမြင်ရတော့လေဟိုဘာနဲ့မှနှိုင်းရှင်လို့မရအောင်ဟိုစိတ်မကောင်းဖြစ်မိတယ်ပေါ့နော်ဟိုကွယ်လွန်သွားတဲ့လူတွေကိုလည်းကောင်းရဘွားရောက်ပါစေလို့လဲဆုတောင်းမိပါတယ်ဘလောက်အထိစိတ်မကောင်းဖြစ်မိလဲဆိုရင် ကိုလည်းဘာအလုံးမှလုံးချင်သိမ့်မရှိတော့လောက်အောင်ဟိုအဲ့လိုကြီးကိုဖြစ်အယုတ်ကျိုးပြက်ကိုဖြစ်သွားတာပေါ့နော်ဘာမှလုံးချင်ကန်ချင်သိမ့်မရှိဘူးအဲ့ဒီအထိကိုခံစားရပါတယ်ကာယကံရှင်နေဆိုရင်တော့ဘယ်လောက်များဖြစ်ကြမလဲမသိဘူးပေါ့နော်အိုးမဲ့အိမ်မဲ့ဖြစ်သွားကြတယ်တချို့ဆိုရင်အခုချိန်ထိမျက်ခင်းပေါ်မှာဘလုံးကွင်းပေါ်တဲမှာနေကြရတာဆိုဘလောက်များဒုက္ခရောက်နေမလဲအဝတ်တထဲကိုတစ်ခုနဲ့ဒီကွင်းပြင်ကြီးမှာလေနေတိုက်မယ်အေးမယ် ရေတောက်တာဟိုအခင်းသွားတာအစသူတို့မှာတော်တော်ဒုက္ခရောက်ကြမယ်ဆိုပြီးတော့စိတ်မကောင်းပါဘူးရှင်။ Let's put it off. ဟုတ်တယ်ဟုတ်တယ်ပကံမှာဆိုရင်လဲရှင်အောင်အမွေနှစ်ဖရာတွေတကယ့်ဥစ္စာနာမည်ကြီးအထင်ကြီးရဖရာတွေဒီလိုမျိုးပြိုပြက်သွားတာနိုင်ငံအတွက်လဲဆုံးရှုံးမှုဖြစ်တယ်မြန်မာလူမျိုးတွေအတွက်လဲဆုံးရှုံးမှုဖြစ်ပါတယ်တကယ့်ကိုဒီတစ်ခေါက်ကစိုးစိုးဝါးဖြစ်သွားတာပါသူတို့ကစဲသမားတွေကပရာဟိတလုတ်ပေးကြတာပါသူတို့ရဲ့ကိုယ်ပိုင်အချင်းသူတို့ရဲ့ခွန်အားကိုစိုက်ထုတ်ပြီးတော့ဟို လိုအပ်တဲ့ပစ္စည်းကရိယာမပြည့်စုံသေးပဲအချိန်ကိုကကိုသူတို့ကလူအားခွန်အားစိုက်ထုတ်ပြီးတော့ဟိုဒီဇိုင်းမမတ်လုပ်ပေးနေကြတာပေါ့နော်သူတို့အရန်ကျေစုတင်ပါတယ်သူတို့ဟာအသက်ပေါင်းများစွာကို ကဲတင်ပေးတဲ့သဘောပါဘာကြောင့်လဲဆိုတော့ဟိုဖြစ်ဖြစ်ချင်းအသက်ဆုံးမသွားတဲ့လူကတော့မတတ်နိုင်ဘူးပေါ့လေအထဲထဲမှာဒီပြီးပြီးတော့ ဟိုတောင့်ခံထားတဲ့လူတွေအတွက်ကတော့သူတို့ကတကယ်ကက်တင်ရှင်ကြီးတွေပါပဲသူတို့ကယ်လို့လည်းအသက်ရှင်ရတာပါတချို့ဆိုရင်ကြိယာမရှိဘဲနဲ့လက်တင်နဲ့ရက်တယွင်းနေနဲ့မမပြီးတော့ခက်ခက်ခဲခဲလုပ်နေရတာပါဟိုနေ့ကဆိုတခုတွေးလိုက်တာအဲ့ဒီဟိုအုတ်အချက်ကြီးရဲ့အောက်မှာအမျိုးသမီးတယောက်ကဒလုံပက်လက်လဲနေတယ်သူ့ကိုရေဘူးလှမ်းပေးတယ်အပေါ်ကအုတ်ချက်ကြီးကို ဖယ်လို့မရသေးတဲ့အတွက်ကြောင့်မလို့အမရေတောင်းထားနော်ကျွန်တော်တို့ရှိတယ်ဒီနေရာမှာအမနဲ့တူကျွန်တော်တို့ရှိနေတယ်နော်အာမလျှော့နဲ့ဆိုပြီးတော့ဟိုအော်ပြောနေတဲ့ကယ်ဆယ်ရေးသမားရဲ့အတန်ဟာတော်တော်လေးကိုစက်သိမ်းထစရာကောင်းပါတယ်သူတို့ရဲ့စေတနာတွေပေါ့နော်ဒီလူကိုရှင်စေခြင်းနဲ့စေတနာတွေနောက်ပြီးတော့ကလေးလေးတယောက်မျက်နှာလေးပဲပုံနေတယ်ဒီကလေးလေးကိုလည်း မြင်ပြီးစိတ်မကောင်းဘူးဒါပေမဲ့ဟိုနေ့ကတော့ကြီးလိုက်တဲ့အချိန်မှာကလေးလေးလွတ်မြောက်လာတာကိုတွေ့တယ်တော်ဝမ်းသာစရာကောင်းပါတယ်နောက်ပြီးတော့ကြောင်လေးတကောင်တရိษံပင်ဖြစ်လင့်ကစားကြောင်လေးကိုပါအစရအောင်ကဲတယ်ဆိုရဲသူတို့ရဲ့မေတ္တာတရားတွေကြီးမားလာပါတယ်ဒီဘအကူကြီးလာတဲ့အတွက်ကြောင့်အားရှိပါတယ်ဘာကြောင့်လဲဆိုတော့ကျမတို့စီမားကကံစည်ပစ္စည်းတွေအလုံးလောက်မရှိဘူးအခုသူတို့အလုံးလောက်လာတဲ့အတွက်ကြောင့်မလို့ကြံနေတဲ့နေရာတွေအလုံး အင်ပြည့်အပြည့်လုံနိုင်မယ်လူခွန်အားရောပစ္စည်းကရိယာအင်အားရောရောက်လာအတွက်အတွက်ကြောင့်အမတန်ကောင်းမွန်တဲ့ဟိုဟာဖြစ်ပါတယ်ရှင်အားလည်းရှိပါတယ်ပစ္စည်းမရှိဘဲနဲ့ကိုကူညီပေးနေတာပြည်သူပြည်သားအချင်းချင်းဟိုနိုင်ငံလူနိုင်ငံသားအချင်းချင်းတူးတယောက်ပေါ်မှာထားတဲ့မေတ္တာစေတနာတွေဒီမှာအများကြီးပေါ်လွင်ပါတယ်ရှင်ဝင်သွားပါတယ်တစ်ချိန်ချိန်မှာတော့ဒီဟာလေးနဲ့ပတ်သက်ပြီးတော့ရတ္တဆောင်းပါးလေးတော့၎င်း ်ရတဝုထုလိုလေးတော်၎င်းရေးမယ်လို့ညှိမှန်းထားပါတယ်အဲရှင်းဆက်ပြီးတော့ဒီရတဝုထုလိုလေးတွေအဲ့ရတဆောင်းပါးလေးတွေပဲရေးဖို့ရှိပါတယ်ကတ်ယောဂာနဲ့ပတ်သက်ပြီးတော့လည်းဖြစ်ပြီးတော့ကျွန်မရေးခဲ့ပါတယ်ဟိုဗာလဲကိုဗစ်တုန်းကလည်းလေပြီးတော့တကယ်အဖြစ်ပြက်ကလေးပါဟိုမောင်လေးလိုခင်ရတဲ့မိသားစုပေါ့နော်အဲ့လိုဖြစ်သွားတာအဲ့တော့အဲ့ဒီမှာလဲကျွန်မဟိုရေးခဲ့တဲ့အတွက်ကြောင့် အဲ့ဒီဝတ္ထုလေးอ่ะကျမရတဝတ္ထုလို့ပြန်ပွဲမှာအထူးစုရခဲ့ပါတယ်။ဟိုကျမမောင်လေးလည်းကိုဗစ် third wave မှာသုံးပါတယ်။အဲ့မောင်လေးเนี่ยပတ်သက်ပြီးတော့လည်းဟိုဘာခေါ်မလဲ essay ပေါ့เนาะ essay ကိုရေးခဲ့ပါတယ်။အဲ့ဒါလေးလည်းအများသောအဖြစ်လူတွေဟိုရတမြောက်ပါတယ်အကုန်လုံးသဘောကျကြပါတယ်ရှင်။ဟောဒါကတော့လောလောဆယ်တော့ကောလာဟလပဲပြောရမှာပေါ့เนาะကောလာဟလဆိုတာလည်း ဟိုအလွတ်မဲ့ယုံကြည်လို့မရပါဘူးဟိုဖြစ်ချင်တဲ့ထင်တော့ဖြစ်မှာပါပဲအဲ့တော့ကိုကကြိုတွေးပြီးတော့ဟိုကြောက်နေလို့လဲအလကားပါပဲဟိုယောဂမဖြစ်အောင်ကိုကိုဟိုဂယုဆိုင်နေထိုင်မယ်ဆိုရင်အဆင်ပြေပါတယ်ဟုတ်အမြန်မာပြည်သူပြည်သားအားလုံးအနေကင်းဘေးရှင်းကြပါစေကတ်ယောဂဘေးရလဲကင်းဝေးကြပါစေကိုကျမ်းမာပြီးစိတ်ချမ်းသာကြပါစေလို့ဆုတောင်းပေးပါရှင်ကျေးဇူးပါ